ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အသင်းက Lamine Nouyet ဒီအပြောင်းရွှေ့မှာ squad တစ်ခုလုံးထူးသဖြင့်ပေါ်နေတဲ့ first line နဲ့နေရာ set နေရာရဲ့နေရာအများစုကိုကျွန်တော်ဒီပြောင်းလဲဖို့ကြိုးပမ်းနေကြတယ်။ထူးသဖြင့်တော့ရောင်းလို့ရတဲ့လူငယ်ကစားမတွေကိုရောင်းချပြီးရလာတဲ့ငွေနဲ့နေရာအများစု first line နဲ့ကကစားမတွေကိုအားဖြည့်ဖို့လုပ်နေကြတာပေါ့နော်။ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်တလက်ရှိသတင်းတက်လာတာက Manchester United အနေနဲ့ Lamine Nouyet ဒီမှာအသင်းရဲ့ position အလုံးစုံကို အင်အားဖြည့်တင်သွားဖို့အတွက်ဒါစီစဉ်ထားပြီးတော့ဗောနော်အမှန်တကယ်လက်တွေ့ကြအောင်ပြုလုပ်သွားဖို့ရှိနေတယ်ဗောအဲ့ဒီဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါလုံးဝတိုက်စစ်ကစားမှာတိုက်စစ်မှုစစ်စစ်တူမဖြစ်မနေအားဖြည့်သွားဖို့ကျွန်တော်ရှိတယ်နံပါတ်10ရူကစားသမားတူလည်းကျွန်တော်ထပ်ပြီးတော့အားဖြည့်သွားဖို့ရှိတယ်လို့ကွင်းလေကစားသမားတူဗောနော်ဒီကစားမားတွေအားဆိုလို့ရှိရင်တော့ United ရဲ့ဘက်ကဦးစားပေးခေါ်ယူမဲ့ဒါကစားမားတွေဗောနော် ဒါအပြင်ຫນွေရာသီပြောင်းရှုမှာဆိုလို့ချင်းအဲ့ဒီ position 3ခုကိုကျွန်တော်ကအားဖြည့်ပြီးတာနဲ့ကျန်တဲ့နေရာတွေလည်းအလိုက်တင်အားဖြည့်သွားမယ်ပေါ့ဗျာဆိုတော့ဒါကြောင့်အခွင့်အရေးသာရမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဒီ3နေရာအပြီးခံစေကစားမတူဂိုးသမားတူကိုလည်းထပ်ပြီးတော့ခေါ်ဖို့အတွက်ကြိုးပမ်းဖို့ပြင်ဆင်ထားတယ်ပေါ့ဆိုတော့ခေါ်ယူမဲ့ကစားမတွေကဘောနော်ဒီလက်ရှိအသင်းကနေဘသူတွေထွက်ခွာမလဲဆိုတဲ့အပေါ်မှာတော့အများကြီးမူတည်နေသေးတယ်တိုက်စုမှုနေရာအတွက်ကတော့အသင်းဘက်က ဒီအဓိကပြစ်မှတ်တွေပြလက်ရှိထားနေတာက Ipswich ရဲ့ Dice Exama ဖြစ်သူ Lian Dilep နဲ့ Frankfurt ရဲ့ Dice Exama ဖြစ်သူ Hugo ဘာလိုက်ဒီ Ekitegi လာเนาะဒီ Exama တွေကိုကျွန်တော်တို့ကအဓိကပြစ်မှတ်ထားနေတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲအတင်းဘက်ကပေါ့เนาะကျွန်တော်ကတော့လက်ရှိထားပါတော့ဗျာကျွန်တော်တို့မှာဆိုလို့ရှိရင် Winbacks တွေခေါ်ရမှာတို့ဒီ Nero Nebatan တို့ Dice တို့ Goodma တို့ Centre back တို့ Central midfield တို့ကြည့်လိုက်ရင် position တွေကအများကြီးပဲ ဒါမှမဟုတ်ကျွန်တော်တို့ဒီဥစားပေးခေါ်ဖို့ကြိုးပမ်းမဲ့တယ်မှာတော့ wing backs ဒီမပါတော့မဲ့အချင်းဒီမျိုးပဲသူတပြင်းတော့အကယ်လို့ Nero number 10တယောက်ကူတာကျွန်တော်ရအောင်ခေါ်မယ်ဆိုရင်တေးကြတဲ့ Ahmed Diallo ကကျွန်တော် wing back မှာကစားဖို့ကျွန်တော်များသွားပြီဒါပြင် Ahmed ကိုယ်တိုင်ကလည်း wing back မှာကစားတာတော်တော်ကိုအလုတ်ဖြစ်တယ်လက်ရှိ Diallo ကိုတုံးနေတာမျိုး Master Wee ကိုတုံးနေတာမျိုးထက်အများကြီးပိုပြီးတော့အံဝင်ခွင့်ရဖြစ်တယ်ဗျာနော်ကျွန်တော်တို့ဒီတက်ကြောင်လေးပဲအမိုရင်းရဲ့လက်အောက်မှာဆိုလို့ရှိရင်အာမက်ဒီယာလိုကိုကျွန်တော် wing back ဖြစ်ထားတုံးတဲ့နေရာတိုင်းမှာ တားကိုကစားမကခြေသွင်းနေပါလိပြတာသူတပြင်သူကိုယ်တိုင်ကက attacking mindset ရှိတဲ့ player တယောက်ဖြစ်တဲ့အတွက်ဒီကောင်းကောင်းကစားနိုင်နေပေါ့နော်ဝင်းဘက်နေရာကစားတဲ့အခါမှာ tight sit ဆင်ရမယ့်အခြေအနေကိုကောင်းကောင်းသဘောပေါက်နေခံစစ်မှာဆိုလို့ရှိရင်လည်းအလိုက်တင်ပြန်ပြီးတော့လာလာမျိုးတွေပြန်ပြီးတော့ကူပေးတာမျိုးတွေချိန်သားကိုက်ပြန်ပြန်ပြီးတော့ပေါ့နော်ကျွန်တော်သာပြန်ကူလာမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့အာမက်ဒီယာလိုဒီဝင်းဘက်မှာကောင်းကောင်းကစားနိုင်နေဆိုတော့ဒါကြောင့်အတင်းဘက်က narrow number 10ကိုတော့ ခေါ်မယ်ဆိုလို့ရှိရင်တည်ကြတဲ့ဝင်းဘက်ခေါ်ဖို့မရှိဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ကဗျာအာမက်တီယာလို့ကိုနေရိုနံပါတ်မှာမြင်ကျင်တာเนาะနေရိုနံပါတ်မှာကစားပြီးတော့ဝင်းဘက်မှာအာမက်လူကောင်းကောင်းကစားနေတဲ့ကစားမတယောက်ကိုခေါ်အဲ့လိုမျိုးမှကျွန်တော်ကျွန်တော်ကမြင်ကျင်တာပေါ့ဗျာဘာလို့လဲဆိုတော့အာမက်တီ နံပါတ်1ဂိုးကောင်းကောင်းသွင်းနေတဲ့ကစားမတယောက်ဖြစ်တယ်ဖန်တီမှုကောင်းကောင်းလုပ်နေတဲ့ player တယောက်ဖြစ်တယ်တယောက်ချင်းကြော်ဖြတ်မှုတွေကောင်းကောင်းလုပ်နိုင်စွမ်းရှိတဲ့ player ဖြစ်တယ်ဗျာလိုအပ်ရင် win bet တွေမကဘူးနံပါတ်10ရူတွေဘာတွေပါကောင်းကောင်းကစားနိုင်စွမ်းရှိတဲ့ကစားမဆိုတော့အာမက်ဒီယာလိုမျိုးအနည်းဆုံး2နေရာ3နေရာလောက်ကစားနိုင်တဲ့ player ကိုကျွန်တော်တကယ်ပြောရင်သူ့ရဲ့အရေးချင်းတွေအကောင်ဆုံးမြင်ရမယ့်နံပါတ်10ရူနေရာကိုမြင်ချင်တာဒါပေမဲ့လို့အခုလက်ရှိနံပါတ်10ရူခေါ်မယ်ဆိုလို့ရှိရင်လက်ရှိလက်အသင်းဘက်က Nero နံပါတ်10 player ကိုဦးစားပေးခေါ်မယ်နေရာဖြစ်ကျွန်တော်သတ်မှတ်ထားတယ်ဆိုတော့ အာမက်ဒီယာလိုကတော့ဝင်းပတ်မှာပဲကစားရတော့မယ်လို့ကျွန်တော်ထင်တယ်ညီကလို့နေရောနေရိုနံပါတ်10မှာဆိုဘယ်ကစားမကိုသဘောကျကြလဲဒါပြင်နောက်တစ်ယောက်ကတော့ဒီတော့ဒန်တနီယာကတိုက်စစ်မှုပေါ့နော်တိုက်စစ်မှုကတော့ကျွန်တော်တို့အားလုံးသိတယ်လို့ပဲ Resman's Highland ကို Zigzig ကိုဆက်ရှိမယ်ဆိုရင်တောင်မှမဖြစ်မနေနောက်တစ်ယောက်ကကျွန်တော်တို့ခေါ်မရမှာဒီထဲမှာဆိုလို့ရှိရင်ဒီ Zigzig ကကြတော့ဗျာတယောက်တည်းလုံနိုင်စွမ်းတော့ရှိတယ်ပြည်ထနာကကစားမမှာဂိုးသွင်းနိုင်တဲ့ဆွမ်းဆောင်ရည်ကအဲ့လောက်မကောင်းဘူးဒါအပြင် ကျွန်တော်တို့ဒီပြေးတာလွှားတာတွေတည်တယ်မလားဒီနေရာမှာမြန်ဆန်တဲ့အခြေအနေမျိုးကျွန်တော်တို့မရှိဘူးဗျာเนาะအဲ့လိုမျိုးမရှိဘူးဆိုတော့ကကျွန်တော်အခြေအနေကဗောနော်ဒီလက်ရှိ Resman Whiteland နဲ့ Zigzi တို့ထက်အများကြီးပိုကောင်းတဲ့ center forward တယောက်သူတပင်းတော့လက်ရှိ Lian Dilab ဆိုလို့ရှိရင်လည်းပဲအဲ့လိုပဲ Dilab ဆိုလို့ရှိရင်ဒီတမလားဒီဟိုဗာလဲ Ipswich Tigers မှာတယောက်တည်းရုံးပြနေတာဗျာเนาะ ball carries လည်းကျွန်တော်လုံနိုင်တယ် finishing လည်းကျွန်တော်ကောင်းတယ် chance creation မှာလည်းကျွန်တော်ပြောပြရမလို့ physical ကလည်းကျွန်တော်တောင့်နေဗျအမြင်ဘောလေးကျွန်တော်တို့အားကောင်းနေဗျဒီလားဆိုတော့ဒါကြောင့်ဒီကစားမက Lian Dilab ကအတင်းဘက်ကသာကျွန်တော်ဈေးတက်တက်တာနဲ့ရနိုင်မိတဲ့ကကျူးပန်းမယ်ဆိုရင်တော့ Dilab ဟာပို့ပြီးတော့ကောင်းတဲ့ choice ဖြစ်လာနိုင်တယ်ပေါ့နော်ဒီထဲကမှငွေပူပေးရနိုင်တဲ့အချိန်ကြီးနဲ့ဒီအဲ့လိုပဲပေါ့နော်တကယ်မြန်တဲ့ဒီလားမတိုက်စစ်ကစားမတယောက်တောင်မှမှာလဲကောင်းကောင်းကစားနိုင်ဆိုရှိတဲ့ player မျိုးကိုလိုချင်နေဆိုလို့ရှိရင်တော့အခုလက်ရှိကျွန်တော်ဒါ Frankfurt ရဲ့တိုက်စစ်ကစားမပြည်တဲ့ Hugo Ikitiki က ကျွန်တော်တို့နေပေါ်တော့ဒါတင့်တော်တဲ့ player ပဲဒါပေမဲ့ तू ကတော့ဈေးပူပေးရနိုင်တယ်လို့ကျွန်တော်ထင်တယ်အဲဇီဘူပေးရနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့ဒါကတိုက်စစ်မှုနေရာအတွက်ဗျာဆိုတော့ center forward နေရာမှာတော့ကျွန်တော်ပြည်သက်တွေက Vida Osimhen ကိုလိုချင်တာတို့ပါလို့ရှိတာပေါ့နော်ကျွန်တော်ကတော့ဗျာ Osimhen ကိုအဲ့လောက်သဘောကျတဲ့နေရာမှာမပါဘူးသူတပြင်းကစားမားကိုမကောင်းဘူးပြောတာမဟုတ်ဘူးလက်ရှိကိုအတင်းသွားခြင်းတဲ့3421 formation မှာဆိုတိုက်စစ်မှုကတယောက်တည်းပြီးနိုင်လွှမ်းနိုင်ယုံနိုင်တိုးနိုင်မှာဖြစ်မှာ Vida Osimhen ကဂိုးသွင်းနိုင်တယ်စနေဘက်ဒီကြားထဲမှာတိုးနိုင်ယုံနိုင်နေအမြင်ပေါ်အားကောင်းတယ် physical တောက်နေနိုင်မယ်လို့ပေါ့နော် progressive carries တွေပါတယ်သူအဲ့လောက်ကြည်ကြည်ကောင်းနေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ Osimhen ထက်ပေါ့နော်ကျွန်တော်အသာအပြင် Osimhen ကလည်းလက်ရှိမှာ Turkish League မှာကစားနေပြီးတော့ Napoli နဲ့ပြဿနာတွေပါတယ်ဖြစ်လာတာဗျာဆိုတော့နောက်ပိုင်းအသင်းနဲ့ဘာတွေထက်ကြုံရမလဲကျွန်တော်သိတာမဟုတ်ဘူး။အိုစီမန်ကတော့တက်နေတဲ့မြန်ရှောင်းတာအကောင်းဆုံးပဲလို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါအပြင်နာပိုလီရဲ့ဘက်ကမဖြစ်မနေရောင်းဖို့ကြိုးပမ်းနေတာတောင်မှသူတို့ကဈေးကတန်း60ရာမချဘူးဗျာ ဒီရမလားနော်ကုသူအတင်းမှာပဲတုံးလို့မရတော့ဘူးဗျာမတုံးကျင်လို့ရောင်းတဲ့ကစားမကိုပဲဈေးကမလျှော့ဘူးဖြစ်နေတာဆိုတော့အတင်းတွေတော်တော်ကိုပြဿနာကြီးနိုင်နေတယ်ဒါကြောင့်မနော်တန်ကြီးနေတဲ့တွေကဆိုလို့ရှိရင်တော့ Manchester United အနေနဲ့ကျွန်တော်သာဒီဗာလဲ Lian Dilap တို့ဗာတို့ကိုအပြိုင်တော့ခေါ်ရနိုင်ပြီမဲ့ဒါမျှော်လင့်လို့တော့ရတယ်ဗောနော်ဆိုတော့ Center Forward စစ်စစ်တယောက်ခေါ်မယ်အတင်းမှာပဲ Center Forward ကတိုက်စစ်တွေ့ဗောနော်ဒါတကယ်အားဖြည့်တဲ့ exam မှာလို့ညီကလို့ထင်ကြလေဒါအပြင်ကျွန်တော်အနေနဲ့နောက်တစ်ခုက ကွင်းလေကစားမှာပေါ့ကွင်းလေဆိုတဲ့နေရာမှာကျွန်တော်ကတော့ကွင်းလေတူးနဲ့တည်းမရဘူးလို့ကျွန်တော်ထင်တယ်ဒီလားအထူးလည်းအခုလက်ရှိကျွန်တော်တို့အနေနဲ့ဒီကွင်းလေမှာဆိုလို့ချင်းသူကကွင်းလေကစားမှာတူးနံပါတ်10တူးတိုက်စစ်မှုတူးဒါပဲဦးစားပေးခေါ်မှာအဲ့အဲ့ဒီတဲကမှာအချင်းကြီးကောင်းတည်တယ်ဆိုရင်စန်နာဘက်တို့ဂူသမားဖို့ခေါ်မယ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကွင်းလေကစားမှာကတယောက်ထင်းနဲ့မရအောင်အဲ့ဒါသိကြတယ်ဘာလို့လဲဆိုတော့လက်ရှိကွင်းလေကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဗျဥကာဒေးကျွန်တော်ရှိမယ်ကိုဗီမင်းနူးရဲ့အနာဂတ်ကမသေးကြဘူး main ဒီလိုနေရာတွေခေါ်ဖို့ဆိုလို့ရှိရင်လည်း main noodle လို့လူငယ်ကစားမတွေဒါမှမဟုတ်ကာနာချို Rashford Anthony Santo ကနော်စန်ချိုဘသူပဲဖြစ်ဖြစ်ပေါ့နော် ရောင်းပြီးလို့ရှိရင်ရလာတဲ့ငွေနဲ့မှပြန်ခေါ်ရမှာဆိုတော့တေးကြတယ်ကာနာချိုတို့ main noodle တွေကတက်ရရတော့ဟို market stretch တို့ဘာလို့တွေကတော့လက်လွတ်လဲအနေနဲ့ကျွန်တော်ထင်တယ်အကယ်လို့ main noodle ကိုလက်လွတ်တယ်ဆိုလို့ရှိရင် main noodle ကိုလက်လွတ်ပြီးတော့ငွေရှာတယ်ဆိုလို့ရှိရင်ပေါ့နော်အတင်းမှာကဘယ်လိုပြောမလဲလက်ရှိမှာကွင်းလယ်မှာဆိုလို့ရှိရင် ါလဲဒီဒီမေဆန်မောင်းကျွန်တော်ရှိမယ်တေးကြတဲ့မေဆန်မောင်းကလက်မလို့မေဆန်မောင်းရှိမယ်မေဆန်မောင်းကလည်းနေရိုနံပါတ်10ကိုကစားနေတယ်ဆိုတော့ okay ကွင်းလည်းမှာမေဆန်မောင်းကိုမေးလိုက်တော့သူကနေရိုနံပါတ်10ကစားနိုင်တယ်ဆိုတော့ကျွန်တော်ကဘရူနိုဖရန်နက်ရှိမယ်ဗျာထားသုံးလို့ရသေးတယ်နော်ဖာနန်ဒက်ကျွန်တော်ရှိမယ်ဥကာဒေးကျွန်တော်ရှိမယ်ဗျာဒါပဲဘာလို့လဲဆိုတော့ everything ကိုကျွန်တော်တို့ကအလွတ်နဲ့လဲလှုပ်ရအောင်မယ်ကက်ဆမဲရိုဒီအာကူလို့ကျွန်တော်မရတော့ဘူးဆိုတော့ခြုံကြည့်ရရင်ဗျလူငယ်လေးဖြစ်တဲ့ Toby Collier တို့ဘာလို့ကလည်း first line နဲ့ဒီမှာအဲ့လောက်ကြည့်ကြည့်ကျွန်တော်မျှော်လင့်လို့တော့မရဘူး စီဂိုကိုနီတို့ပါတော့ကလည်းနောက်ရတီမှာ ready မဖြစ်သေးဘူးဆိုတော့အသင်းမှာကွင်းလယ်ကတယောက်ထဲနေတော့ကျွန်တော်မရဘူးကွင်းလယ်တယောက်ထဲသာခေါ်မယ်ဆိုလို့ရှိရင်အသင်းရဲ့ကွင်းလယ်ကပြဿနာကြီးနေဦးမှာဒီနေရာမှာကွင်းလယ်ခေါ်မယ်တဲ့မှာလည်း defensive midfielder ဆိုလို့ရှိရင် okay နံပါတ်1အမြင်ပေါ်ကျွန်တော်ကောင်းကောင်းရှင်းလူနိုင်စွမ်းရှိတဲ့ကစားမှာဖြစ်ရမယ်ဂျူဝဲပိုင်းနေကျွန်တော်ကောင်းရမယ်နောက်ပြီးလို့ရှိရင်ဒီဗလဲ press resistant ကျွန်တော်ဖြစ်ရမယ်ဘောလုံးအပြတ်မလွယ်အောင်ပြတည်တယ်မလားအခုလက်ရှိကိုအတင်းရဲ့ကွင်းလေကစားမားတွေကိုကျွန်တော်ကြည့်ရင်ဘောလုံးကောင်းကောင်းကြီး resistant ဖြစ်တဲ့နေရာမှာမပါဘူးထားပါတော့ PSG တင်းရဲ့ Bitinya တို့ Yawni Best တို့ဆိုလို့ရှိရင်ဘယ်လိုကစားပြနေတယ်လဲနော်ပြည်လေသူများတင်းရဲ့ Rodri တို့ပါလို့ထားပါတော့ Pred resistant ဖြစ်တဲ့ကစားမတွေဗျာ Ball resistant ဖြစ်တဲ့ကိုအသင်းမှာအဲ့လိုကောင်းနေမရှိဘူးဒီလိုအဲ့လိုကစားမှာ Kobe Menu တော့ရှိတယ်နော် Kobe Menu တော့ရှိတယ်ဒါပေမဲ့ Menu ကလက်ရှိ Ambolin သွားကျင်တဲ့ကွင်းလင်မှာကျတော့အစင်ကမပြေတော့ဘူးဗောနော်မပြေတဲ့ပုံစံတွေ့နေရတာဗောဗျာအဲ့လိုမျိုးဆိုတော့အသင်းကတေးကြတဲ့ကွင်းလင်ခွန်မေဆိုတက်ရောက်နေတော့မရဘူး Fernandez ကိုလည်းကျွန်တော်တို့ကပွဲတိုင်းကစားလို့ညှော်လင်းလို့ရတာမှန်ပြီးမဲ့လေလို့ နော်တကယ်ဟိုကျွန်တော်တို့ကတက်ရောက်နေတော့အာကူလို့မရဘူးဆိုတော့ကွင်းလယ်ကတော့နှစ်ယောက်လောက်အားဖြစ်နိုင်မှဒီတဲကမှခုနကပြောလိုပဲကွင်းလယ်နှစ်ယောက်မှဆိုလို့ရှိရင်ဘောလုံးနဲ့အတူဆွဲပြေးနိုင်တဲ့ကွင်းလယ်ကနေပေါ့နော်ဒါ space အလုပ်တွေကြားတဲ့ဒီမှာဆွဲပြေးနိုင်တဲ့ကစားမကျွန်တော်လိုတယ် physical ကောင်းတဲ့ကစားမ ground jewels တွေ individual jewels တွေကောင်းတဲ့ကစားမတွေကိုကျွန်တော်လိုတယ် physical ဘိုင်းကကောင်းအောင်ပါနော် premier league မှာကျွန်တော်အသင်းမှာအားအနည်းဆုံးအရာတွေတက်ကတကူကိုပြပါသူဒီက physical ဘိုင်းအားအားတာချက်မရှိကြတာပဲသူများအသင်းကွင်းလယ်ကစားမတွေကျွန်တော်ကြည့်အာဆင်နယ်တို့ပါလို့ကျွန်တော်ကြည့်ကြည့်ဗျာ เนาะ Declan Rice တို့နောက်ပြီးလို့ရှိရင်ကျွန်တော်ဒါပါလဲ Thomas Partey တို့ Merino တို့ဆိုတာက physical ဘိုင်းအကောင်ကြီးကြီးတွေနောက်ပြီးလို့ရှိရင်ကျွန်တော် Chelsea ဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်ပြ Anzo Fernandez တို့ Kaisido တို့အကောင်ကြီးတွေကတအားကြီးကြီးတွေမဟုတ်ဒါပေမဲ့ဒီကောင်ကစရန်ကြီးကတအားကောင်းနေဗျာ Liverpool ဆိုလို့ရှိရင်လည်း Griezmann Bach တို့သိတယ်မလားဒီကောင်ကြီးကနောက် Sobuzlain တို့က strength ကြီးကတအားကောင်းကြတာဆိုတော့ကိုအင်းမှာကျတော့အဲ့လိုမဟုတ်ဘူးဗျာ Casemiro ကလည်း strength ဘိုင်းမကောင်းဘူး Panades က stamina ဘိုင်းနဲ့ war rate ဘိုင်းပြဿနာမရှိပေမဲ့ဒီ physical ဘိုင်းကျတော့ကျွန်တော်နေမကောင်းဘူး ော်ဥကာဒီလောက်ပဲကျွန်တော်ရှိတာဥကာဒီကလည်းဒဏ်ရာရတာနဲ့ပေါ့နော်အံဝင်ခွင့်ကြဖြစ်ဖို့ယုံကန်တာနဲ့ဆိုတော့အဲ့လောက်ကြည့်ဒီမဟုတ်တော့ဘူးတိုဘီကောလီယာတို့စီကိုကိုနီတို့ဆိုတာဝေးကြီးဗျာဆိုတော့အသင်းမှာကွင်းလေပိုင်းမှာဆိုလို့ရှိရင် strength conic စာမတွေလိုတယ်နော်စပါးမှာဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်ပါမနော်ဒါပါလေဒီပါပီစာတို့ဘာတို့ဆိုလို့ရှိရင်ဒီကောင်တွေတော်တော်ကောင်းတာအသားကိုဒီပါမမထန်ထန်ရှိတဲ့စာမတွေဗျာဘဇူးမာတို့ဘာတို့တိတ်ပြီးတော့ time ပက်နေတယ်ဆိုပေမဲ့လေလို့ပေါ့နော်ပြီးလို့ရှိရင် Lucas Vajvel တို့ဘာတို့ကြည့်ရင် press resistant ဖြစ်တဲ့စာမတွေ နော် Brighton တို့ဘာလို့ကြည်လဲဒီတိုင်းပဲနော် Bale ဘာလို့လူစားမတွေကျွန်တော်တို့ကြည်လိုက်ရင်တအားကို strength ဘိုင်းကောင်းတာဗျာဆိုတော့ Queen လေဘိုင်းက Jewels ဘိုင်းနေကျွန်တော်ဘယ်နော် physical ဘိုင်းနေအားကောင်းတဲ့စားမတွေမှာရမှာဒါပြင်တယောက်နဲ့လေကျွန်တော်အဆင်မပြေဘူးဒါကြောင့်အတင်းဘက်ကတော့တိုက်စစ်မှုစစ်စစ်တူ Never Terror တူနဲ့ Queen လေတူဆိုပြီးတော့ဦးစားပေးပြမဲ့ပြလာမဲ့ຫນွေမှာအဖြစ်ဖို့ပြင်ဆင်ထားတယ်အကယ်လို့အချင်းဒီသာကောင်းအောင်မယ်ငွေကြီးလဲပို့အောင်မယ်ဟိတင့်တော်တဲ့ကစားမလေးတွေတွေ့အောင်မယ်ဆိုလို့ရှင်တော့ ခံစစ်တဦးနဲ့ဂိုးသမားတဦးကိုလည်းထပ်ပြီးတော့ခေါ်ဖို့ရှိသေးတယ်ပေါ့ဒီနေရာမှာဗျာကျွန်တော်တို့ကဗောနော်ဒီအစင်ပြေမှနော်ငါတို့အချင်းကြီးကောင်းမှဆိုပြီးတော့တွေးနေလို့မရဘူးဂိုးသမားဒီအတင်းရဲ့လက်ရှိဘယ်လိုပြောမလဲပြည်တနာတစုံတရာထဲမှာပါပြည်တနာတစ်ခုပြားသီးလားနော်ပြည်တနာတစ်ခုထဲမှာကျွန်တော်တို့ပါတယ်လို့ပြောလို့ရမယ်ငယ်လေးမလုံးနဲ့ဘိုင်လိုက်ပြောနေလို့တော့ငါမိုက်ကြည့်ဆရာကြီးတော့ခတ်တက်ကောင်နော်ပေါစနာဂိုးသမားကဗျာဦးနန်းနာကသူ့နေရာကိုလူမဲ့သူမရှိဘူးဆိုလို့ရှိရင် ဒီကောင်တို့က AC ပဲဒါဥနာနာမမဟုတ်ဂျန်နက်ကစားမရဲ့ဒီတိုင်းပဲသူတို့နေရာတွေကိုလူယူနိုင်မဲ့ကစားမတွေမရှိဘူးဆိုအဆင်မပြေဘူးအခုဥနာနာဆိုလို့ရင်ကျွန်တော်ကြည့်သူ့ position ကိုလူယူနိုင်စွမ်းရှိတဲ့ player တယောက်ရှိမှကျွန်တော်ကအဆင်ပြေမှာခန်စစ်ဆိုလို့ရှင်လည်းပဲကျွန်တော်ကလိုတယ်ဒီနေရာမှာ Lindelof ကိုကျွန်တော်ကလက်လွတ်တော့မှာအဲပြီးလို့ရှိရင် Johnny Evans ကလည်းကျွန်တော်အေးနော် Johnny Evans ကလည်းကျွန်တော်တို့နော် Johnny Evans ကလည်းကျွန်တော်ဒီဘယ်လိုပြောမလဲနားတော့မှာဗျာနော် Harry Maguire ကိုတစ်နှစ်တစ်တန်းတူးထားမယ်ဆိုပြီးမြဲလို့ကျွန်တော်ကကြည်နေလို့ကျွန်တော်မရဘူးခန်စစ်ကလိုပါတယ်ခန်စစ်ကလိုပါတယ်အကယ်တော့ အေဒင်ဟေဗင်တို့ဘာလို့ကိုအားကိုးမယ်ဟိပို့ပြီးတော့နေရာတွေပြီးလာမယ်ဟိဆိုလို့ရှင်တော့ထားပါတော့နော်အေဒင်ဟေဗင်ရှိမယ်ဟေးအေဒင်ဟေဗင်ကျွန်တော်တို့ရှိမယ်ပြီးလို့ရှိရင်အဲလန်နီယိုလိုရှိမယ်လစ်ချာရှိမယ်ဒီလစ်ရှိမယ်မာဇရာဝီလည်းကစားလို့ရတယ်ဗျာမကွိုင်းယာရှိမယ်6ယောက်ထိဆိုတော့သူတို့ကတော့ဂျင်းနဲ့ဂျင်းနဲ့မှာပေါ့လေဒီလားဒါမှမဟုတ် center back ဒါမှမဟုတ်ဘောနော် left center back ကတော့ ောင်းကောင်းဆော့နိုင်တဲ့ပလေယာတယောက်ကတော့လူတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အသင်းမှာကလိုအပ်ချက်တွေကအများကြီးပါ။အဲ့ဒီတဲကမှဦးစားပေးတွေဘာတွေတော့ရှိတာပေါ့လေ။ဆိုတော့ခုနကပြောသလိုပဲဦးစားပေးသုံးယောက်ကျွန်တော်ရှိတယ်။အဲ့ဒီသုံးယောက်အားဖြည့်နိုင်နေဆိုလို့ရှိရင်အသင်းတွေကကျွန်တော်ကအများကြီးတင့်တော်မယ်လို့ညီတို့ထင်ကြလား။ဆိုတော့အသင်းကရောလက်ရှိကစားမတွေကိုရောင်းချပြီးတော့အားဖြည့်နိုင်နိုင်မယ်လို့ထင်ကြလား။ဆွေးနွေးကြပါဦး။ဆိုတော့တိုက်စစ်တို့၊ကွင်းလေတို့၊နေရုနံပါတ်10တို့အားဖြည့်ဖို့ဆိုရင်ညီကလေးရဲ့စိတ်ကြိုက်ပလေယာတွေဘယ်သူတွေဖြစ်မယ်ထင်ကြလဲ။ဆွေးနွေးကြပါအောင်ကွန်မန့်လေးတွေမှာကြည့်ကြည့်ပါပြီးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။